ဘူးတိုင်းနောက်ချမ်းပြည်ခိုင်ပေါက်ခေါင်းမြို့နယ်တဲကကြေးရွာတွေကိုစစ်ကောင်စီတပ်ကမိရှုနေတာနှစ်ရက်မြောက်ဖြစ်လာပြီလို့သိရပါတယ်။အဲ့ဒီလိုမိရှုဖျက်ဆီးနေတာဟာယမန်နေ့မေလ29ရက်နေ့နက်၈နာရီခန့်ကဖြစ်ပြီးကွမ်အောင်စုနဲ့အိုင်ဇောက်ရွာတွေကိုမိရှုခဲ့တာဖြစ်ပြီးယနေ့မေလ30ရက်နေ့မှာတော့အိုင်ဇောက်ရွာအပြင်တဖန်ကိုင်းမြေဒီကျော်တောင်ကန်ကလေးဒလမဲရွာတို့ကိုလည်းမိရှုနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။မိရှုနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဒေသရဲအမျိုးသမီးတအုပ်ကအခုလိုပြောပါတယ်။ အဲယောနာတဲ့ဒီမှာလဲဆံမိုးကအစင်မပြေလောက်တော့ဘူးလို့ဟိုကမြင်းဒီကြောကိုလည်းမီးတိုနေပြီးသားတယ်စဖန်းကိုင်းနဲ့မြင်းဒီကြောနဲ့ဆိုတာက15မိနစ်လောက်ပဲအရင်တော့တွားရရင်လေ15မိနစ်ကြောင်ရှိဘူး9မိနစ်10မိနစ်အများတော့အဲ့လိုလောက်ပဲရှိမယ်လမ်းကလည်းကောင်းတယ်ပြင်ကြည့်ရလို့ပဲအာကူကလက်နဲ့ကြည့်တယ်ကအစင်မပြတ်ထုတ်နေပြီမိရှုနေတဲ့စစ်ကောင်စီတပ်တွေကိုတော်လိုင်းရင် အားစုတွေကတိုက်ခိုက်မှုတွေရှိခဲ့ပြီးပြန်လည်ပြစ်ခတ်မှုတွေရှိနေတယ်လို့စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တယ်လို့ drone တွေဂျမ်းမာဆက်တွေလည်းပါလာတယ်လို့တော်လိုင်းရင်အားစုတွေစီကသိရပါဗျ။ စစ်ကောင်စီစစ်ကြောင်းဟာအဲ့ဒီဒေသတစ်ဝိုက်ကနေပြန်လည်ထွက်ခွာတာမရှိသေးပဲစစ်ကြောင်းတို့လှည့်လည်နေတဲ့အတွက်မီးလောင်နေအိမ်တွေကိုနှိမ့်သက်တိုင်းတာမရှိပဲအဝေးကနေထိုင်ကြည့်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။မီးရှို့ခံရတဲ့နေရာတွေကအေဂျင်စီရင်တွေကိုရွာနာကပ်မိရတဲ့အတွက်အတိအကျမသိရသေးသလိုစစ်ဆောင်လူတွေတော့ကလည်းတိုးလာနေပြီးလူဦးရေ9000ဝန်းကျင်ရှိကမိုးရွာတဲ့အတွက်နေထိုင်ရေးခက်ခဲသလိုစားသောက်ရေးလည်းခက်ခဲနေကြတယ်လို့ပြောပါတယ်။